မွေးကင်းဆက်ကလေးကိုစံပြင်းတုတက်ကရှောက်လည်နေလို့လူပြောများနေတဲ့နီနီခင်စော့အားလုံးတည်ကြတဲ့အတိုင်းမြန်မာနိုင်ငံရဲ့ဒိတ်တိကျဲအဆိုတော့နီနီခင်စော့ကမကြသေးခင်ကမှသမီးမင်းကလေးကိုမွေးဖွားထားပါဗါးမွေးကင်းစီရင်သွင်းငယ်လေးကိုအလတ်ချင်စောနဲ့စံပင်တူးတက်ပေးလိုက်ရကနေအခုဆိုရင်တော့ပရိသတ်ကြီးတွေကကလေးကိုအဲ့လိုမထုံမနှံ့တွေလုပ်နေရကြောင်းဝေဖန်ခံနေရပါတယ်။နိုင်ငံကျော်ဆိုတော့နီနီခင်စောလို့ပြောလိုက်တာနဲ့အမှုပညာလောကမှာမတီးတဲ့သူမရှိတော့ပါဘူး။ အဆိုတော်လောကမှာဒိတ်ဒိတ်ကျဲအောင်မြင်နေပြီးတော့အတန်အိုးကောင်းကောင်းနဲ့တချင်းမှန်သမျှကိုအကျက်ဟဲကဒီဆိုတတ်တဲ့သူမရဲ့အရေးချင်းကြောင့်လူများရဲ့အားပေးမှုကိုရရှိထားပါတယ်။နီနီခင်စော်ကအမှုပညာလောကမှာသူမတူတဲ့အရေးချင်းတွေနဲ့စမ်းသပ်မှုတွေလုပ်နေခဲ့တာပါ။နီနီကတချင်းတွေကိုကိုယ်တိုင်လဲရေးသလိုကိုယ်တိုင်လဲတချင်းတွေကိုဒီချက်တဲ့အခါမျိုးတွေရှိပါတယ်။နောက်ပြီးတော့နီနီခင်စော်ကသူမရဲ့နောက်ထပ်အောင်မြင်တဲ့အထိမ်းအမှတ်တစ်ခုကသူမရဲ့လိုကယ်ပြန်ဖြစ်တဲ့စူပါရဲ့ဆိုတဲ့နှုတ်ခမ်းညီကိုထုတ်နိုင်ပါတယ်။ နီနီကိုတိုင်ကဒီမြန်မာနိုင်ငံမှာလိုကယ်ပြဲတွေကိုထုတ်ချင်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။နီနီခင်စောကတချင်းတွေကြီးပဲတောက်လျှောက်တီဆိုနေသူတူဦးဖြစ်ပေမဲ့အမှုပညာလုံးမှာတော့ခေတူတယောက်မဟုတ်ပါဘူး။မိမိရဲ့နှုတ်ခမ်းကြီးအတွက်ကြောင့်ညာရိုက်ကိုတုံးကမလေးကယူဆိုတဲ့မျိုးစိကေပါဖော်မက်စကနေတဆင့်စိတ်ကူးစိတ်တမ်းရပြီးတော့ရုပ်ရှင်စကားတကားကိုရိုက်ကူးခဲ့ပါတယ်။အဲ့ဒါကတော့မြန်မာပထမဦးဆုံးမျိုးစိကေရုပ်ရှင်အဖြစ်အိမကာယံကို2020ခုနှစ်ကစတင်ပြီးတော့တိန်ပေါင်း3000ကျော်ကုန်ကြခံရိုက်ကူးခဲ့တာပါ။ အနုပညာလောကမှာဒီလိုတွေရှမ်းရှမ်းတော့အောင်မြင်နေတဲ့နီနီတယောက်ကိုဝင်လှည့်ထားရပြီးတဲ့နောက်ပိုင်းလူတွေရဲ့ဝေဖန်မှုကိုကောင်းကောင်းကြည့်ခံနေရပါတယ်။နီနီခင်စော်ကကိုဝင်လှည့်နေတဲ့အချိန်မှာလူတွေအမြင်ကက်လောက်အောင်ထိတတော့ပေါ်မှာဗိုက်ကြီးကိုဖော်ပြပြီးတော့နက်နက်တက်အောင်ကပ်ကြနေပါတယ်။ပုံမှန်ဆိုရင်ကိုဝင်လှည့်ထားရတဲ့မိခင်တွေကအေးအေးဆေးဆေးနဲ့တက်တောင့်တတာလေးနေနေရမယ့်အချိန်မှာနီနီတယောက်ကတော့အဲ့လိုမဟုတ်ပါဘူး။ပရိသတ်ချို့ကတော့ ိုဝင်ចောင်းတစ်ခုခုဖြစ်လို့ချော်လဲတာထိကိုက်တန်ရာရမာတွေကိုစိုးရင်ကြတဲ့အတွက်တော်ယုံလောက်တာကဖို့အတွက်ပြောကြပါဗါအခုလိုမွေးကနီးဖွားကနီးအချိန်မှာမိခင်ချစ်သူကပိုလို့တောင်ဘယူဆက်ရမယ့်အချိန်နီးနီးတယောက်ကတော့ပျော်ပျော်ပါးပါးလိုများမျက်စိစံပြေးမွေးဆူးတဲ့အထီတောင်ကပ်ကြခဲ့တာပါနီနီဟာကိုဝင်ရရှိနေပေမဲ့အတန်တွေစူညံလုံးနဲ့စတေရှိုးပွဲတွေမှာတချင်းဆူနေတာတွေကြောင့်အိုက်ထဲကမမွေးဖွားသေးတဲ့ကလေးလေးနဲ့မိခင်ချစ်သူနီနီကိုထိခိုက်ဒဏ်ရာရသွားမှာကိုစိုးရိမ်ကြပါတယ် ဒီလိုတွေကနေရတာကကိုဝန်ဒီမိခင်ချစ်လေးချစ်ရှိတဲ့ချင်းချင်းတချင်းတာဖြစ်တယ်လို့ဖြေရှင်းခဲ့ပါဗါတယ်။တချို့ကွန်မန့်တွေဆိုရင်ကလေးထွက်ကြတော့မယ်ချီချီကဘာလို့တောင်းစနောက်ပြီးတော့မန်ထားတာတွေရှိပါတယ်။မိမိရဲ့ဒီလိုမထော်မနှမ်းလုပ်နေရဲ့လောက်ရက်တွေကြောင့်လူတွေကမြင်ကက်လာကြပါတယ်။အခုဆိုရင်တော့နီနီကမမွေးခင်ရဲ့ပိုင်းလောက်ကိုတတော်ပေါ်မှာဘိုက်ကြီးတကားကားနဲ့ကပ်ချက်နေစေချစ်ပြီးတော့တိတ်မကြခင်ကပဲသမီးလေးကာယန်ကိုရှော့ရှော့ရှူရှူပဲမွေးထုတ်နိုင်ခဲ့ပါဗါတယ်။အခုလည်းနီနီခင်စော်တယောက်လူမြင်ကက်စရာကိုလောက်ကင်နေခဲ့ပြန်ပါပြီ။ နီနီခင်စော်ကတမီးလေးတလပ်ပြည့်မွေးနေ့မှာခင်ပွန်းချစ်သူနဲ့အတူရှေးတီကုံစေတီတော်ကြီးမှာတမီးလေးကိုင်ရန်အတွက်မွေးနေ့ဆုတောင်းလေးလုပ်ခဲ့ပါတယ်။ဒါပေမဲ့နီနီကလက်မှတ်ပြီးတော့ဘဲများရှို့ပြချင်တာနဲ့ပဲတလတ်တာတာပဲရှိသေးတဲ့ကလေးငယ်လေးကိုဆံပင်တူကြီးတက်ထားတာကြောင့်ဖြစ်ပါတယ်။နီနီကဝဝင်လဲထားတော့ကလည်းတတော်ပေါ်မှာလူတွေအမြင်ကလောက်အောင်ကပြတ်နေခဲ့ပြီးတော့တမီးမွေးလာတဲ့အချိန်မှာလည်းမထော်မနှက်နဲ့ဆံပင်တူတွေတက်ထားပြန်ပါတယ်။